ဖမျက်ဝါကျမ်းအခန်းကြီး6ထာဝရဘုရားကလည်းငါသည်ဖာရောမင်း၌အဘယ်သူပြုမည်ကိုတင်သည်ယခုသိမြင်လိမ့်မည်သူသည် ကြီးစွာသောတကိုးကို တွေ့မြင်၍ငါ၏လူကိုလွှတ်ရလိမ့်မည် ကြီးစွာသောတကိုးကို တွေ့မြင်၍သူတို့ကိုမိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏တဖန်ဘုရားသခင်သည် မောရှေ၌ဗျာဒိတ်ထားတော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏ငါသည်အာဗြဟံဣဇက်ယာကုပ်တို့အားအနန္တတကူရှင်ဘုရားသခင်နာမနှင့်ထင်ရှားတော်လေထာဝရဘုရားနာမအဖြစ်သူတို့သည်ငါကိုမသိကြသူတို့သည်အယက်ယက်လေ၍ဧည့်သည်နေရာပြီခာနန်ပြည်ကိုသူတို့အားပေးခြင်းကသူတို့နှင့်ငါပြုသောဗြေညင်ကိုငါတီးစေပြီအေဂုရုလူတို့က အစေကျွန်ခံစေသောဣတရေလအမျိုးတို့၏ညီးတွားမိတန်းချင်းအတန်ကိုငါကြားရပြီငါပရိညင်ကိုလည်းငါအောင်းမေ၏ထိုကြောင့်ဣတရေလအမျိုးတို့အားပြောရသောစကားဟုမူကားငါသည်ထာဝရဘုရားဖြစ်၏ငါသည်လည်းတင်တို့ကိုအေကုတုလူတို့လက်မှလွတ်၍သူတို့၏ညှင်းဆဲခြင်းထဲကနှုတ်ယူမည်လက်ဆန့်ခြင်းကြီးစွာသောတန်ခတ်ခြင်းအဖြစ် တင်တို့ကိုငါရွေးမည်ငါဤလူမျိုးဖြစ်စေခြင်းကတင်တို့ကိုငါသိမ့်ယူမည်ငါသည်လဲတင်တို့ဤဖျားသခင်ဖြစ်မည်ငါသည်တင်တို့ကိုအကုတုလူတို့လက်မှလွတ်တော်တင်တို့ဤဖျားသခင်ထာဝရဖျားဖြစ်ကြောင်းကိုတင်တို့သိကြလိမ့်မည်ငါသည်လဲအာဗရာဟံဣဇက်ယာကုပ်တို့အားပေးမည်ဟုကြိမ်ဆိုသောပြည်သို့ငါပို့ဆောင်၍ အမွေခံစရာဖို့ပေးမည်ငါသည်ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏ထို့သောမောရှိသည်ဣသရေလအမျိုးတို့အားဆင့်ဆိုတော်လေသူတို့သည် အလွန်စိတ်ပင်ပန်း၍ကြမ်းတမ်းစွာညှဉ်းဆဲခြင်းကို ခံရသောကြောင့်မောရှိစကားကို နားမထောင်ဘဲနေကြ၏ထာဝရဘုရားကလည်းအေဂုတုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍သူသည် ဣဒရေလအမျိုးတို့ကိုမိမိပြည်မှလွှတ်ရမည်အကြောင်းပြောလိုဟု မောရှေအားမိန့်တော်မူ၏မောရှေကလည်းဣဒရေလအမျိုးတို့သည်အကျွန်ုပ်ပြောစကားကိုနားမထောင်ဘဲနေသည်ဖြစ်၍အေးဖျားလှီးရှင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကိုဖာရောမင်းသည်အဘယ်သို့နားထောင်ပါမည်နည်းဟုသာဝရဖျားရှိမှ၆ဆို၏အခန်းငယ်၃ အခန်းငယ်73သည်မောရှိနှင့်အာယုန်တို့၏မိသားစုမှတ်တမ်းဖြစ်သည်တို့ရာတွင် မောရှိနှင့်အာယုန်သည်ဣတရီလအမျိုးတို့ကိုဧကရုပြည်မှနှုတ်ဆောင်ရမည်အကြောင်းထာဝရဘုရားသည် သူတို့ကိုခေါ်၍ဣတရီလအမျိုးတို့ထံသို့၎င်းဧကရုရှင်ဘုရင် ဖာရောမင်းထံသို့၎င်းစေခိုင်းမှထားတော်မူ၏ဣတရီလအဆွေအမျိုးတကြီးတို့၏အမိဟုမူကား ဣတရီလတာဦးယုပင်ဣတာကဟာနုဖာလူဟိဇယုံကာမိတီဤသူတို့သည်ယုပင်နိုးနယ်ဖြစ်၏ရှီမောင်ဣတာကယမွေလယာမိန်ဩဟတ်ယာခိန်ဇောဟာခါနန်အမျိုးသမီးမိမဣတာချောလာတီဤသူတို့သည်ရှီမောင်မျိုးနယ်ဖြစ်၏လေဝိတာ အဆွေအမျိုးလိုက်ဟူမူကဂေရရှုံကောဟတ်မေယာယီတီလေဝိအသက်သည်နှစ်139နှစ်ရှိသည်ဂေရရှုံသားဆွေမျိုးအလိုက်ဟူမူကလီဗနီနှင့်ရှီမီတီကောဟတ်သားကအာမရန်ဣဇဟာဟေဘုံဩစီလာတီကောဟတ်အသက်သည်133နှစ်ရှိသည် မေရာရိသားကမဟာလိနှင့်မုရှိသည်ဤသူတို့သည် လေဝိဆွေမျိုးအတီးသည်ဖြစ်သည်အာမရန်သည်မိမိအကြီးယောခေဘတ်နှင့်ဆုံဖက်၍သူသည်အာယုန်နှင့်မောရှိကို၎င်းသူ၏အမမီရီအန်ကို၎င်းဖွားလေ၏အာမရန်အသက်သည်139နှစ်ရှိသည်ဣဇာဟာသားကကောရနေဖက်ဇိခရီသည် ။ဩဇီလသားကမိရှေလအေလဇာဖန်တိတရီတီ။အာယုံဒီအမိနတက်သမီးနာရှုံနှမအေလိရှဘာနဲ့ဆုံဖက်၍သူဒီနာတက်အဘိဟုအေလဇာဣတမာတို့ကိုဖွာလေ၏။ကောရသားကအာတိရအေလကာနအပြာတက်တီ။ဤသူတို့သည်ကောရဆွေမျိုးဖြစ်သည်။အာယုံသားအေးလဇာသည် ူးတေလာသမီးတယောက်နှင့်ဆုံဖက်၍သူသည်ဖိနဟတ်ကိုဖွာလေ၏ဤသူတို့သည်လေဝိအမျိုးအတီတီတို့ဤဆွေမျိုးတကြီးဖြစ်ကြသည်ထာဝရဘုရားကဣတရေလာအမျိုးဘိုပါတို့ကိုအေဂရုပြည်မှနှုတ်ဆောင်လော့ဟု မိန်တော်မူသောစကားကို ခံတော်သူဣတရေလာအမျိုးတို့ကိုအေဂရုပြည်မှနှုတ်ဆောင်ခြင်းကအေဂရုရှင်ဘုရင် ဖာရောမင်းထံ၌ 600သောသူတို့သည်ထိုအာယုံနှင့်မောရှိဖြစ်သည်။အခန်းငယ်28အခန်းငယ်28သည် မောရှိအတွက်အာယုံစကားပြောခြင်းဖြစ်သည်။အေဂရုဘီမှာထာဝရဘုရားသည် မောရှိအားဗျာဒိတ်ထားတော်မူသော နေရ၌လေငါသည်ထာဝရဘုရားဖြစ်၏ငါမှားလိုက်သမျှတို့ကိုအေဂရုရှင်ဘုရင်ဖာရောမင်းအားပြန်ပြောရမည်ဟုမောရှိအားထာဝရဘုရားမိန့်တော်မူ၏ မောရှိကလည်းအကျွန်ုပ်သည်အေးပြားလိရှင်းကို မခံတော့နှုတ်ရှိသည်ဖြစ်၍ဖာရောဘုရင်သည် အကျွန်ုပ်စကားကိုအဘယ်သို့နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှိမှခြောက်ဆို၏ဖမျောကျန်အခန်းကြီး၆ပြီးပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်